ဒီနေ့ပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူများအားလုံး NRL ကင်းဘေးရှင်းပြီးပညာသင်ကြားခြင်းတွေအတွက်အကျိုးထူးရဖို့အတွက်ဆိုရင်တော့မနေ့စောစောမှာမြတ်စွာဘုရားရှင်ကို ပြားရီစံတော်စွန်းလှူဒန်းပြီးထူးထူးခြားခြားဆုတောင်းလိုက်ပါခင်ဗျာ thank you ားလုံးပဲမင်္ဂလာပါခင်ဗျာကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာဒီအစီအစဉ်ကိုဘေးနေရတရားမီဒီယာကအစီအစဉ်တင်ဆက်ပြီးတော့အောင်ထူးဆန်းဘေးနေရတရားကမှအဓိကကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ခင်ဗျာစဉ်းစားတိုက်စောင့်မျှော်ကြည့်ရှုအားပေးသူအပေါင်းကိုစိတ်နှဖျားကျမ်းမာချမ်းသာပါစေခင်ဗျာဒီနေ့2025ခုနှစ်နိုဝင်ဘာလ6ရက်ကျန်းသာပရင်းတွေအတွက် numerology ဂဏန်းပရင်းရကတော့နံပါတ်73ရဲ့လွှမ်းမိုးမှုကိုဖြစ်တယ်ဒီလိုနေ့မျိုးမှာအတိုက်ခံကိစ္စပေါ်ကိုပေါ်တတ်တယ် တယောက်ကကိုယ်ကိုမကောင်းပြောနေရင်တိုက်ခိုက်နေတာမျိုးကဒီလို numerology ကဏန်းနဲ့သက်ဆိုင်ပါတယ်ကိုကကောင်းတာပြောတဲ့စကားကိုလည်းတစ်ဖက်လူကနားမဝင်ပဲနဲ့တုံ့ပြန်တာမျိုးတွေကြုံတွေ့ရတတ်တယ်ချင်းစုံတာတွေလွဲချော်သွားတာအပြောင်းလဲဖြစ်သွားတာမျိုးတယောက်နဲ့တယောက်နဲ့ကြားမှာအစင်မပြေမှုထိတ်တိုက်တွေ့ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒီနေ့ကမြမစကားစကားပုံရစသတိသွားသတိနေသတိဆိုတလိုမျိုးပဲကိုကိုကိုကျင့်ကြံဆောင်ထိတ်နေရမှဖြစ်ပါတယ်စကားမှားတာအစားမှားတာ အဲ့လိုအယောင်းဝယ်မှားတာမျိုးတွေကဒီလိုကိန်းကနန်းနဲ့သက်ဆိုင်ပါတယ်အဲ့တော့ဒီလိုနေ့မှာအမားအယွင်းတွေအခက်ခဲတွေကင်းစင်ပပြအောင်မိမိတို့ရဲ့မှန်တင်ကုန်မှန်ကြည့်တယ်မှန်အိမ်တကားမှန်အသုံးပြုတဲ့မှန်တွေကိုမနဲ့စောစောကလေးကတန်ရှင်းရင်လုပ်လိုက်ပါခင်ဗျာဒီနေ့ခொနည်းသားသမီးတွေအားလုံးကံထူးကောင်းမှုလို့အတွက်ဆိုရင်တော့ဗုဒ္ဓဆိုတဲ့ဂုဏ်တော်ကိုအတိမ်ကျိန်ပွားပြီးတော့မနဲ့စောစောမျက်နှာတင်လိုက်ပါခင်ဗျာဒီနေ့ပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူများအားလုံးအန္တရာယ်ကင်းဘေးရှင်းပြီး ပညာသင်ကြားခြင်းတွေအတွက်အကျိုးထူးရဖို့အတွက်ဆိုရင်တော့မနေ့စောစောမှာမြတ်စွာဘုရားရှင်ကို ပြားရီစံတော်စွန်းလှူဒန်းပြီးထူးထူးခြားခြားဆုတောင်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန်စဉ်ဖွားမြင်တဲ့ရင်သွေးရတနာရဲ့အတွက်ကတော့မဟာဘုဗေဒနိယဇာတာပရိနိဘွားအဓိပတိဘွားအဓိပတိဘွားဇာတာရှင်တွေဖြစ်ကြပါတယ်အဓိပတိတို့ရဲ့သဘောတရားအတိုင်းအဓိကကြတဲ့သူအောင်မြင်တဲ့သူမိသားစုအလုံးကိုဥဆောင်နိုင်တဲ့သူဖြစ်နေကြော်ကြပါလိမ့်မယ်ခင်ဗျာ ဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရရားလမ်းညွှန်ရမယ်ဆိုရင်တော့တနင်္ဂနွေဂျူဟာအားကောင်းဆုံးရောက်နေတာဖြစ်တဲ့အတွက်အုံတမင်းစွန်းမြတ်စွာဘုရားရှင်ကလူချင်းအုံတမင်းစွန်းနဲ့ကျက်သားဟင်းနဲ့ရဟန်းသံဃာလောက်လူချင်းဆွေမျိုးမိတ်ဆွေအပရိသတ်တို့ကိုအုံတမင်းနဲ့ကျက်သားဟင်းဒါနလုပ်ချင်းတို့အပြင်တနှစ်တာလုံးအတွက်ကံကောင်းမှုကုသိုလ်ပြုနိုင်ပါတယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးစိုးမိုးကဏ္ဍကတော့တက္ကနံကိုကဏ္ဍဖြစ်ပြီးတော့ငွေကံကောင်းမှုလို့အတွက်ဆိုရင်တော့ မိတ်ဆွေတို့ရဲ့ပတ်စံအိတ်ထဲကိုတပြေရွက်ကလေးတရွက်ဒီနေ့ဆောင်ထားလိုက်ကြပါခင်ဗျာဈေးအောင်ကောင်းမလို့အတွက်ဆိုရင်တော့စိုင်းရှိမျက်နှာသာတက်တယ်ကိုမျက်နှာမူပြီးအုံးရီတောက်ရီစူတောင်းခြင်းအဖြစ်ဒုမုံအေးတမျိုးမျိုးတောက်ရီစူတောင်းခြင်းအဖြစ်တနေ့တာလုံးရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်အယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တတ်ဖို့အတွက်ကတော့ကုန်ရွက်ကလေးတရွက်ကိုရင်မွေးစွတ်ပြီးတို့ပြီးခောက်ပြီးရိုက်ပြီးစူတောင်းလိုက်တာနဲ့တင်အယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တတ်သွားပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့ အမှုကြုံနေတဲ့သူအခက်ခဲတွေလွတ်မြောက်ပါစေဆုတောင်းပြီးတော့ရည်သက်တော်ဟာငါတို့လက်တို့ကိုဘေးမဲ့လွှတ်လိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူဆွေမျိုးမိသားစုမှာရှိရင်တော့ကျမ်းမာရေးညံ့သူတို့ကဓာတ်စာဖြစ်နေဒီလိုမျိုးမှာအုံးရည်စတိတောက်ပြီးတော့ကျမ်းမာဖို့အတွက်ဆုတောင်းလိုက်ပါခင်ဗျာ အိမ်တော်ရဲ့မေတ္တာရဲ့အေးချမ်းဖို့အတွက်လည်းအုံးရည်တဲ့ကိုရေခဲတုံးလေးထည့်ပြီးမြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ကြပါခင်ဗျာဒီအစီအစဉ်ကိုစဉ်ဆက်မြင့်မြတ်အဆောင်မြော်ကြည့်ရှုနေကြသောခொနည်းတိုင်းမြတ်အားလုံး ယရေယာများဆောင်ရွက်ကြရင်ကြီးပွားချမ်းသာအောင်မြင်ကြပါစေလို့ဗီနီယရေယာမီဒီယာမိသားစုနဲ့အတူကျွန်တော်တို့အောင်ထူးဆန်းဗီနီယရေယာကမ်းမှာစွန့်တောင်းမြတ်တာပို့သလိုက်ပါရခင်ဗျာ။